တဟုံထိုးမြင့်တက်လာတဲ့ကုံစီနှောင်းတွေနဲ့အလောက်ကန်ရှားပါမှုတွေကြောင့်တောင်းတပ်တော်ထိန်ချုပ်ထားတဲ့ရှမ်းမြောက်ဒီပေါ်မြို့မှာစစ်လက်နက်အကျဉ်းချန်ရှာဖွေပြီးရောင်းချမှုကဈေးကွက်တစ်ခုဖြစ်နေပါတယ်။ဒီပေါ်မြို့အနီးရှိစစ်ကောင်စီတပ်ရဲ့ခြေလင်းတပ်ရင်း23တပ်ဟောင်းထဲမှာဒေသခံတွေဟာကြီးစံခွန်းနဲ့တန်တိုးတန်ဆတွေရှာဖွေပြီးရောင်းချကစာဝတ်နေရေးကိုဖြည့်ရှင်နေကြပါတယ်။ အဲ့ဒီလိုစစ်လက်နက်အကျဉ်းချန်ရှာဖွေရင်ဒေသခံတွေဟာစစ်ကောင်စီတပ်ထောင်ထားတဲ့မြေမြုံမှနေမိပြီးတေဆုံးတာနဲ့ဒဏ်ရာရတူတွေမကြာခဏဖြစ်ပွားနေပါတယ်။ အသက်၃နှစ်အရွယ်သာရှိသေးတဲ့ဆိုင်းလောင်ခမ်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၇ရက်မှာချီလင်တက်ရင်၂၃တက်ထဲတငချင်းတွင်နဲ့အတူဂျီခွန်လိုက်ကောက်ရင်မြေမြုပ်မိုင်းနေမိကခြေတစ်ဖက်ဆုံရှုံခဲ့ရပါတယ်။လက်ရှိဒီဘုံမျိုးမှာဂျီဇန်ခွန်တပိတ်တာကိုတတောင်းချက်ရကြပါတယ်။ဆိုင်းလောင်ခမ်းမှာအရင်ကစစ်ကောင်စီတက်ရက်ချီလင်တက်ရင်၂၃တက်စခန်းဟောင်းအနီးရှိဒီဘုံမျိုးနဲ့တုံဆင့်ကျေးရွာမှာနေထိုင်သူဖြစ်ပါတယ်။ ခြေလျင်တက်ရင်23တက်ထဲစစ်လက်နက်အကျဉ်းချန်ရှာဖွေရင်မြေမြုပ်မှန်းနင်းမိခဲ့တဲ့အခြေအနေကိုဆိုင်းလောင်ခမ်းကအခုလိုပြန်ပြောပြပါတယ်ဘာရောဘာရောစတဲ့တဲ့ဝင်မဲ့ဒါထင်းချောက်ပုံကအဲ့နဲ့သူတို့နဲ့လိုက်သွားပေါ့လိုက်ဝိုင်းနဲ့သူကသူကရှင်းနေသွားပြီယူကအာဒီနားမှာဘာမှရှူလိုက်ခဲလိုက်ရဲ့အဲဒါလည်းသွားပေါ့လိုက်သွားပေါ့သူနောက်လိုက်သွားတော့ဒါဘေးနားလေးကိုနည်းနည်းပေါ့ခြေကနည်းနည်းဘေးနားလေးရောက်သွားတော့ဒီနားလေးရဲ့ဒီဘက်ချက်က ဒီနားလေးကိုရောက်သွားတော့နင်းမိရပါဘောနင်းမိတော့နောက်ပြောသွားတော့လို့အရှင်းသွားတော့လို့နင်းနေအထုံဝင်မကောင်းတော့ဘူးဆိုတော့နောက်ပြန်ဆုတ်လာအဲ့ဒါတော့ဒီဘက်မှာထိသွားခင်ဗျားတော့ဟိုဘောင်းဒီဆန်ခွန်တော့ကောက်တယ်ပြန်ရင်ဟိုဘောင်းတချို့လူကထင်းတော့ယူရောပြန်ဖတ်လာတယ်အဲ့နဲ့သူတို့နောက်လိုက်သွားသူတို့ကတော့ဒါလို့ထိရချင်တော့ဟိုဘောင်းသူတို့ဒါတော့ကြည့်ချင်မရပေါ့အရင်တော့တော့ပြောပါပဲစစ်တပ်စစ်တပ်ထဲမှာဟိုဘောင်းဒီဆန်ခွန်ကောက်တဲ့လူအောင်ဖြစ်ရဲ့ ဒါတော့မသိဘူးသူတို့တော့ပြစ်ပြောနေထားထားပါပြခဲ့တဲ့ February တလထဲမှာတင်ဆီလက်နဲ့အကျဉ်းချန်နဲ့မြေမြုံမိုင်းကြောင့်ဒီပေါ်မြို့နယ်မှာအရက်တာ၃ဦးတည်ဆုံခဲ့ပြီးဒဏ်ရာရသူ၂ဦးရှိခဲ့ပါတယ်။ဆီလက်နဲ့အကျဉ်းချန်နဲ့မြေမြုံမိုင်းကြောင့်ထိခိုက်တည်ဆုံမှုအများဆုံးဟာခလာရ၂၃တပ်အနည်းရှိကုန်းစုံနဲ့တုံဆင်ကျေးရွာခန့်တွေဖြစ်ကြပါတယ်။ ဆိုင်းလောင်ခန်းရဲ့ဖခင်ဖြစ်သူဦးစံကြည်ကတော့လက်ရှိဒီပေါ်မျိုးကိုအုပ်ချုပ်နေတဲ့တအောင်တက်ရဲ့တာဝန်ရှိသူအနေနဲ့တက်စခန်ထဲဒေတာခန်တွေမဝင်ကြအောင်တာမြင့်ပေးဖို့နဲ့တက်စခန်အနီးမှာအတိပေးဆိုင်ပုတ်တွေထောင်ပေးဖို့လိုအပ်တယ်လို့ပြောပါတယ်။ဒါ့အပြင်စစ်လက်နက်အကျဉ်းချံဝယ်ယူတဲ့ဈေးကွက်တွေကိုလည်းပိတ်ပေးစေချင်တယ်လို့ပြောပါတယ်။ရပဲတောင်းဆိုချင်တာပိတ်ဖို့ဆိုမှကျွန်တော်ပြောတာပဲဒီတက်ထဲမှာတက်ဝိုင်းထဲမှာတော့ဘယ်သူမှမတွားစင်နဲ့အဲ မဝင်ခိုင်းနဲ့ဆိုင်ဘော့ကတ်ကတ်လေးတောင်ဖဲ့မှာကတ်ထားလဲတူတို့ဝင်သွားလဲဖြစ်တလို့ချပေါ့အဲသူများလဲလက်မခံဘူးလူကြီးတိသွားတယ်လူကြီးကသူကနေနာခံအောင်ကဒီလဲသူများမကူညီဘူးပေါ့အဲ့လိုမျိုးပေါ့အဲအဲ့လိုမျိုးမလှုပ်လှုပ်မရဘူးလေနွားတော့ကြောင်းနေနွားတေးတာပဲလူတော့နဲ့လူတေးတာပဲဒါကြောင်းတော့ ကုန်းဆောင်ကျေးရွာရဲ့အတွင်ရမူဒေါ်နန်းခန်နူကတော့တီဘောမြို့မှာအလုတ်အကန်ရှာပါလာတာကြောင့်ဒေတာခန်တွေဟာအတနဲ့ရင်ပြီးလုံနေရတဲ့စစ်လက်နက်အကျဉ်းချန်ရှာကြတဲ့အလုတ်ကိုလုတ်ကန်နေကြရတာလို့ပြောပါတယ်ဒီခွနာအဲအဲအထဲဝင်ပြတော့နှစ်ရက်၃ရက်ဆိုရင်တော့တို့တော့ပြအဲ့ကြည်ခွနှစ်ရက်လောက်ရှိတယ်တို့တော့အဝင်လာတော့တော့တို့များအထဲလဲ တူတဲပါတယ်လဲယူတယ်ဟိုပြရခွက်တဲပါတယ်ဘောနော်အဲ့ထဲလဲဝင်လဲတန်နေပါလဲဝဲလဲရွှင်လဲဒီလိုလဲရှင်လဲတက်အတက်ထဲတော်မဝင်ဆရာပပောက်လဲဘောကအဲ့လမ်းချင်းဖဲရတို့ဒူးထားတဲ့ကလမ်းချင်းပေါ့အဲအဲရတယ်လိုက်ရှာတာပေါ့သူညာလဲအများကြီးရှာတယ်အဲ့လိုမျိုးပြပမာကြည်ခွန်းဘောနော်ပမာကြည်ခွန်းတပိတ်တာတဒောင်းလဲအဲ့လိုမျိုးပြောတာပေါ့တတောင်းတပိတ်တာတတောင်းရှင်တော့တို့တော့မျောတာပေါ့တပိတ်၄50ရရင်လဲတောင်းမျောနေပြီလဲဆရာဟို တတောင်းရတပိတ်တာရရင်လဲကလေးရွှင်လဲတပိတ်တာရရင်လဲဟိုစံတပီတော့ရရင်ရှာအဲ့လို TNA ရဲ့တာဝန်ရှိသူတွေကတော့ test scan တွေထဲ data ခံတွေမဝင်ဖို့တားမြစ်ထားတယ်လို့ရွှေဖြူမြူပြောပါတယ်။ဒါပေမဲ့ data ခံတချို့ဟာ test scan တဲ့ခိုးဝင်ပြီးစစ်လက်နက်အကျဉ်းချန်ရှာဖွေနေတာကြောင့်ထိခိုက်တေဆုံးမှုရှိနေတာလို့ပြောဆိုပါတယ်။မြေမြုပ်မိုင်းနဲ့စစ်လက်နက်အကျဉ်းချန်တွေကြောင့်ဒေတာခန်တွေထိခိုက်တိုက်စုံမှုများလာပြီးတဲ့နောက်တီဘောမြို့မှာအရက်ဖက်အဖွဲ့အစည်းတချို့ကမိုင်းအသိပညာပေးတွေပြုလုပ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ် ရှောင်းမြောင်မှာမိုင်းအသိပညာပေးပြုလုပ်နေတဲ့အရက်ဖတ်ဖွဲ့စည်းတစ်ခုဖြစ်တဲ့တောင်ချောင်းတာနဲ့လူငယ်များအဖွဲ့ TS1U ရဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လူမှုပံ့ပိုးကူညီမှုဌာနရဲ့တွဲဖက်တာဝန်ခံမိုင်းလုံကျော်တိန်ကတော့ရှောင်းမြောင်မှာတစ်တုံညာနှစ်ခုစစ်စင်ရေးစတင်ပြီးနောက်မြေမြုပ်မိုင်းနဲ့စစ်လက်နက်အကျဉ်းချံတွေပုံများလာပြီးအရက်တာထိခိုက်မှု ပုံများလာတယ်လို့ပြောပါတယ်။ မိုင်းသိပညာပေးတွေပြုလုပ်တဲ့အချိန်မှာဒေတာခန့်တွေလာရောက်နားထောင်ပေးဖို့လိုတယ်လို့စာတင်ကျောင်းတင်ယူညွန်းန်းတွေမှာမိုင်းသိပညာပေးထက်တွင်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်ကျွန်တော်ပေးတဲ့ခါမှာပြည်သူလူထုကတချို့ပြည်သူလူထုကကျွန်တော်ပေးတဲ့ချိန်ပဲရသွားတယ်ပေါ့နော်။ဒါပေမဲ့တရနေ့ရက်ဆိုရင်သူတို့ကပြန်ပြီးတော့မိသွားတဲ့အရာတွေရှိတယ်။နောက်တစ်ခုကကျွန်တော်တို့တေချာတယ်ကျွန်တော်တို့ပေးလိုက်တယ်ပြည်သူလူထုတွေကရသွားတဲ့ ပြည်သူတို့လည်းရှိတယ်ပေါ့နော်အဲ့ဒီပြည်သူတွေကဘာကြောင့်မိုင်းကိုပြန်ပြီးတော့တိခိုက်မှုရှိတာလဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရင်သူတို့ရဲ့စာဝတ်နေရေးပေါ့နော်ဒီစာဝတ်နေရေးရဲ့ပြဿနာကိုဖြေရှင်းဖို့တော့ပေါ့နော်သူတို့ကဒီအလုတ်အလုတ်ကန်နေလောက်ကြတယ်အဲ့လိုအလုတ်လုတ်ရင်းနဲ့တိခိုက်မှုကပိုများတယ်ပေါ့နော်အာဒီဖြစ်ပေါ်တဲ့နေရာတွေမှာဒီတက်ဆိုင်ရာ အာအုတ်ချုပ်ရေးအဖွဲ့တွေကပေါ့နော်အာကျွန်တော်တို့အဲ့ဒီစီအာဥမာစစ်တပ်နယ်မြေတို့ဒီစီဖီဝါတဲ့နေရာတွေမှာတက်ဆိုင်ရာအဖွဲ့အစည်းတွေကတွားပြီးတော့ဒီမြေမြုပ်မိုင်းတွေအာရှင်းပေးမယ်နောက်ပြီးတော့အာဒီတက်ဆိုင်ရာဒီ MRE အာ session တွေလိုက်ပေးတဲ့အဖွဲ့တွေကလည်းကျွန်တော်တို့ကဒီထက်ပိုပြီးတော့ကောင်းအောင်ပေါ့နော်အာလှုပ်ဆောင်သွားရင်တော့ပိုပြီးတော့အာအဆင်ပြေမယ်လို့မြင်နေပါတော့ ဒီကရက်2023ခုနှစ်အတွင်းမြန်မာနိုင်ငံမှာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစီးတက်တဲ့စစ်လက်နက်တွေကြောင့်တိစုံသူ188ဦးနဲ့ဒဏ်ရာရသူ864ဦးရှိခဲ့တယ်လို့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကပြီးခဲ့တဲ့2024ခုနှစ်ဧပြီ3ရက်မှာထုတ်ပြန်ခဲ့ဖူးပါတယ်အဲ့ဒီအထဲမှာစကိုင်းတိုင်းက35ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီးရှမ်းပြည်နယ်မှာတော့17ရာခိုင်နှုန်းနဲ့ဒုတိယအများဆုံးဖြစ်ပါတယ်ရှင်။